ုကိုသိမ့်မောင်ရေဝန်တာကြာတရင် ပြောရအောင်မယ်နော်မပြောနဲ့တော့ပြောတီးပြီးသားပြီးခဲ့တဲ့ပရီးမီးယားလိဂ်မှာဂျိုးကြကင်ပြီးအန်ဖီးကွေးမှာကျွန်တော်တို့မန်ယူကဟီဟီဟာဟာလှုပ်လိုက်တဲ့သတင်းမို့လားဒီတပတ်ကတော့ကသိမ့်မောင်တို့အလှဲ့ပေါ့ဗျာကသိမ့်မောင်ကတော့လှုပ်ပြန်ပြီးတခါတလေမှနိုင်တဲ့မန်ယူအသင်းချက်ပို့ပြီးတော့ဝန်တာကြာကောင်းတဲ့သတင်းပြောလို့ပါဆိုအော်အဲ့ဒါဆိုသိပြီတို့အတူချီတက် SCF ကပါဝင်မှုတွေနဲ့ကံသိန်းတွေမှာ အလှငွေတွေတက်လာပြီဆိုတဲ့သတင်းလားအဲ့ဒါကလည်းဝမ်းသာစရာသတင်းဆိုပေမဲ့အခုဟာနောက်တစ်ခုပါတော့အင်းနဲ့အောက်တိုဘာ22ရက်နေ့ဟာ Spring Bee တစ်နှစ်ပြည့်တဲ့နေ့နီးဒီနေ့နှစ်ခါတို့ပြီးဆော့ကြရတာနီးအခုဆို Bear Trap ပွဲပြီး level မတအောင်ကာကွယ်ထားလို့ရတာရီဝဝင်ကြိုက်ခံရလို့ level ကျသွားတိုင်းလဲ level မြန်မြန်တက်ပိုလန်များများရအောင်ဟဲ့ booster တွေဝယ်ထားနိုင်တာတွေတောင်ချစ်လာဦးနီး ဒါရင်ကတည်းပဲ skin background action တွေ design color အနေထားမျိုးစုံစိတ်သက်ဝဲစုနိုင်နေတာလေအဲ့ဒါတွေအဲ့ဒါတွေအဲ့ဒါတွေကတော့ကျွန်တော်လည်းသိပါသဗျာဝမ်းသာစရာသတင်းသားမြဲမြဲပြောမြဲမြဲပြော Spring Bee account နဲ့ကိုပိုင် STV UI မျိုးထိတ်ဆက်ထားဖို့လေအတိတ်ကအရေးကြီးသေးတယ်နော်အဒါလည်းတီဗီသားပဲမသက်သတင်းလေးသားမြဲမြဲပြောပေးပါအင်းနေမပြောခင်အားလုံးအတူတူစုစည်းပြီး ပြောက်တက်ကြီးအဖြစ်တန်တန်းကြဖို့အရင်တိုက်တွန်းကျင်တာပါတော့ဘယ်လိုပြန်တန်းရအောင်လဲဆိုတော့ STB crypto ကို international ကပါတည်အောင်အငယ်က crypto project အများစုနဲ့ exchange တွေ covid active ဖြစ်တဲ့ x လို့မှုကွန်ရဲ့ STB page မှာ follow နဲ့ engagement တွေ active ဖြစ်အောင်ပြောက်တက်ကြီးအနေနဲ့ one on one စူးစမ်းကြကုန်ပါမယ်အဲ့ဒီအတွက်လဲ sprinting mission တွေမှာ x အတွက်ထည့်ထားတာ ြောင်းတွေတတိထားမိကြမယ်လို့ထင်ပါတယ်တော့ဒါကြောင့်တော်လိုင်းအဆောင်မှာ Keyboard Fighter ရင်း Twitter Team Antigen Chat ဆိုတဲ့လိုအခု SD နေအတွက် Exchange Listing အမြန်ပန်းဝင်အောင် HT10 ပြားစစ်သည်ဆိုတဲ့အတိုင်း Supreme B တွေ SDB ရဲ့ Twitter App တခွန်မှာအားရပါရပြန်တန်းကြဖို့ဖိတ်ခေါ်တယ်ဆိုတဲ့အကြောင်းလေးလေဆောရရတော့ဒါကတော့ လုတ်ကိုလုတ်ရမှာမတန်ကြီးဒါနဲ့တရင်ကောင်းလေးလည်းပြောလေဟုတ်ပါပြီပြောပါမယ်တော့တရင်ကောင်းလေးကတော့ပြည်သူအားလုံးကိုယူရမယ် SDB exchange listing လေမကြခင်မရောက်ရှိတော့မယ်ခင်ဟိုလန်နဲ့ SDB တုံးပြင်းတွေလဲလို့လဲရတော့မယ်ဆိုတာပါမယ်တော့ဟောဝမ်းသာစရာပဲဗျာအခုဆိုရင်ကျွန်တော်မှာပိုလန်တွေကလည်းရှိဒိုဂင်တွေကလည်းပိုများ အန်တွေကလည်းရဆိုတော့ Man U အသင်းကို အများကြီးအလုံးကျွေးပြုနိုင်ပြီပေါ့ဗျာဟုတ်ပါပြီသတင်းပါကြီးနောက်တစ်ပတ်မှာမန်ယူဘော်ဒီနဲ့တူရသည်များအားလုံးပါမသွားဖို့ပဲဆူတောင်းပေးလိုက်ပါတယ်တော့ဟာမအူးမချွတ်မတန့်ရာ